မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ပုတ်အနေနဲ့ရခိုင်ချင်းနဲ့ပတ်သက်ပြီးတော့ပြောပြပါမယ်ရခိုင်မှာတိုက်ပွဲတွေကပြင်းထန်နေပါတယ်ရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့တော့ကြောက်ဖြူဘက်မှာတိုက်ပွဲတွေဖြစ်နေဆဲပါကြောက်ဖြူဘက်မှာတိုက်ပွဲတွေဖြစ်နေဆဲကြောက်တောင်ဟိုကြောက်တော်ကိုလည်းတမလောကလေးကြောင်းနဲ့ဘုံကျက်တက်ခက်ရှင်းလင်းတာရှိတယ်ပြီးရင်တမလောကကြွေးကြော်ထားတဲ့အတိုင်းဒီရခိုင်ကိုတတ်မှတ်ထားတဲ့မြို့လေးမြို့ကိုရွေးကောက်ပွဲပြုလုပ်နိုင်အောင်လှုပ်ဆောင်သွားမယ်ဆိုပြီးတော့ပြောထားရှိတယ်အဲ့တော့အဲ့နေရာတွေကတော့ကျွန်တော်မြတ်ပြည်သူတွေလည်းတည့်ရဲသူတွေသိပြီးတော့ပြီးအန်ကွာတောင်ကုတ်စားတဲ့ကြော် အဲ့ဒီကျောင်းမှာရှိတဲ့ဒါမြို့နယ်တွေအလုံးကိုတမလို့ရွေးကောက်ပွဲပြုလုပ်နိုင်အောင်အထူးစစ်ဆင်ရေးတရက်ဆင်နွှဲသွားမယ်ဆိုတာကိုကြေညာထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်လက်ရှိတမလို့ကကျွန်တော်မကြခင်ရပိုင်းလာပိုင်းအတွက်မှာတမလို့ရဲ့ဒီ A ထိန်းချုပ်ထားတဲ့မြို့တွေတဲကဘယ်မြို့နေဘယ်မြို့တွေကိုပြန်လည်သိမ့်ပိုင်နိုင်မလဲဘလောက်ဟိုဘလောက်ထိကြာကြာအကြံပေး A တွေနေတောင်းခံနိုင်မလဲဆိုတာကိုမြင်တွေ့ရတော့မဲ့ခန်းကဏ္ဍကိုရောက်ပြီဖြစ်ပါတယ်။တော့တမလို့ကလည်းရွေးကောက်ပွဲနီးလာတာနဲ့အမျှထိုးစစ်တွေဆင်ပါလိုက်မယ်။ထိုးထိုးစစ်တွေဆင်ပါလိုက်မယ်။အဲ့တော့သူတို့တတ်မှတ်ထားတဲ့အတိုင်း ကွာတောင်ကုတ်အမ်စားတဲ့တကြောဦးသိမ့်ယူပါလိမ့်မယ်သိမ့်ယူပါလိမ့်မယ်အဲ့တော့ဗေမျိုးတွေကစားပြီးအေးမိုးသိမ့်မလဲဆိုတာစောင့်ကြည့်ရမယ်တက်မတော်ကဘလောက်ထိသူတို့ပြောတဲ့စကားသူတို့ဘလောက်ထိစွမ်းဆောင်နိုင်မလဲဆိုတာစောင့်ကြည့်မှာဖြစ်ပါတယ်တချို့ကျမ်းပတ်အေတွေရဲ့ဒီပြောရေးဆိုခွင့်ရှိတဲ့ကောင်တွေကတော့ပြောနေတာကြီးကြားပါတယ်နော်တမျိုးလောက်ပဲအေးမိုးသိမ့်ပြပါအောင်လို့ဘာလို့ဒါသူတို့ကဟိုစစ်ကိုခေါ်နေတယ်လို့ဖြစ်နေတယ်ခေါ်နေတယ်လို့ဖြစ်တော့တက်မတော်ကသွားဖို့ပဲလိုတယ်တက်မတော်သွားဖို့ပဲလိုတယ်တက်မတော်ရဲ့ထိုးစစ်တွေလည်းမကြငင်စားတော့မှဖြစ်တဲ့အတွက် ဒီမကြခင်ရပိုင်းတော့မှာအကြံဘက်အေနဲ့ညမတက်မတော်နဲ့တိုက်ပွဲတွေစပြီးပုံဖော်တော့မယ်လို့တော့ယူဆရပါတယ်နော်ပုံဖော်ဖို့လည်းညားပါပြီရွေးကောက်ပွဲရတယ်မလိုတော့တဲ့ကာလတစ်ခုကိုရောက်နေပြီဖြစ်တဲ့အတွက်နိုင်ငံတော်တတ်မှတ်ထားတဲ့အချိန်မြို့လေးမြို့ကိုစပြီးသိမ်းယူပါလိမ့်မယ်မကြခင်ရခိုင်မှာစပြန်စပါတော့မယ်နော်လက်ရှိချိန်ထိလည်းစစ်ပွဲတွေကတော့ဖြစ်နေသေးပါနော်စစ်ပွဲတွေဖြစ်နေဆိုတာဟိုတခြားနေရာလေးတွေမှာပေါ့တခြားနေရာလေးမှာတက်မတော်နဲ့အေ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 နဲ့ ကလားနဲ့နော်ကလားနဲ့အဲ့လိုစစ်လေးတွေဖြစ်နေရတယ်ရှိတယ်ဒါပေမဲ့ជីជីမမတော့မဖြစ်သေးဘူးဒီမကြငင်ရပိုင်းတော့မှာជីជីမမစစ်တွေဖြစ်တဲ့နေကြာပြီးတော့ရခိုင်မှာဗေမျိုးတွေကိုနိုင်ငံတော်ပြန်သိမ်းမလဲဆိုတာကျွန်တော်တို့နားထောင်မှအချိန်ကာလတခုကိုရောက်ပြီဖြစ်ပါတယ်ဒါကတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးပြောပြတာပါနော်ရခိုင်ချင်းနဲ့ပတ်သက်လို့တော့ဒီရခိုင်ကစစ်တုံးပိုင်းနဲ့ပတ်သက်လို့တော့ဒါသူတို့ကတော့အစအနာဖျောက်ထားတာရှိတယ်တခြားတခြားသောဒီနေဇက်ဒေတာတွေမှာထားထားတယ်လို့လည်းကျွန်တော်တို့သိရတယ်တချို့တချို့သောဒီစစ်တုံးပိုင်းအချို့ကိုလည်းသူတို့တွေလက်ဆက်လက်နက်ဖျောက်ခဲ့တာတွေရှိတယ်လို့လည်း သိရပါတယ်နော်ဒါတော့ရခိုင်ချင်းနဲ့ပတ်သက်ပြီးပြောပြတာပါနောက်တစ်ချက်ကတော့တမတော်ရဲ့ထိုးစစ်တွေကအောင်မြင်မှုတွေအများကြီးဟိုဆွမ်းဆောင်နိုင်နေတဲ့အခန်းကဏ္ဍတွေကိုရောက်နေတယ်နေနေပဲအရရကနေပြီးတော့အကြမ်းဖက်တွေကိုနှိမ်နှင်းနေတဲ့အချိန်မှာတမတော်ရဲ့ထိုးစစ်တွေကအရင်ပဲကောင်းတယ်လို့ပဲကျွန်တော်တို့ကချီးကျူးရမှာဖြစ်ပါတယ်နော်တမတော်ရဲ့ကြီးလီပူပေါင်းစစ်စင်ကြီးတွေအထူးစစ်စင်ကြီးတွေဆောင်ရွက်နေတာကတကယ်ကိုဝမ်းသာတဲ့တင်ကောင်းတွေပါနော်တီအလီနဲ့ပတ်သက်လို့ကျွန်တော်ကြောက်မဲသိငဲ့ပြီးပြီး နောင်ချူသိငဲ့ပြီးပြီး နောက်ထပ်ဒီတီဘော တိဘောကိုသိမ်းရမယ့်ကာလတခုကိုရောက်ပြီဖြစ်ပါတယ်ဟောအဲတိဘောကလက်ရှိအကြံပတ်တရလေတွေတိဘောမှာမရှိတော့ဘူးမြို့ပေါ်မှာအကြံပတ်တရလေတွေမရှိတော့ဘူးအ ਨੇ ချင်းလေးပဲရှိတော့တယ်အ ਨੇ ချင်းလေးပဲရှိတော့တယ်အဲ့တော့သူတို့တွေကုန်ထွက်သွားပြီအဲတိဘောကကြာကြာတောင်းခံနိုင်တဲ့နေရာမဟုတ်ဘူးမဟုတ်ဘူးသူတို့အမာခံတောင်းခံနိုင်တဲ့နေရာတွေကနောင်ချူကြောက်မဲမိုးကုတ်ဒါဒီမျိုးတွေကိုတော့သူတို့တွေကောင်းကောင်းထိန်းချုပ်ဟိုအကြက်ကြိုင်နိုင်တဲ့နေရာတွေဖြစ်ပါတယ်ဒါပေမဲ့လည်းတက်မတော်ကတက်မတော်ရဲ့ထိုးစစ်ကိုသူတို့တွေမခံနိုင်မဲနဲ့ဒီနောင်ချူနဲ့ကြောက်မဲကိုတော့ နိုင်ငံတော်လက်ထဲကိုပြန်ပေးလိုက်ရတယ်ပြန်ပေးလိုက်ရတယ်ဟိုနိုင်ငံတော်တက်သိမ့်ပေးလိုက်တယ်ပြန်ပေးလိုက်ရတယ်ဆိုလို့ခင်ဗျားကအေးလေးနဲ့ပေးတယ်လို့ထင်နေမှာဆိုလို့တမတော်ကအသက်တွေသွေးတွေချွေးတွေနဲ့ရင်းပြီးတော့ပြန်တိုက်ယူထားတာဖြစ်ပါတယ်နော်အခုလက်ရှိတီဘိုးကတော့သူတို့ကြာကြာမတောင်းခံနိုင်တဲ့အတွက်အခုအချိန်ကစပြီးတော့အကြံပတ်တည်းရဲ့လေတွေစုတ်ခွာနေပါပြီနော်တီဘိုးမှာတော့အကြံပတ်တည်းရဲ့လေတွေမရှိသလောက်ဖြစ်သွားပြီအဲ့တော့ဒဇာကန်နေတဲ့အကြံပတ် PDF တွေကိုထားခဲ့တယ်အကြံပတ် PDF တွေကတော့အမြဲတမ်းဒဇာကန်နဲ့နော်အထောက်ခံနေရတာဖြစ်တဲ့အတွက်ဒီတစ်ခါတော့တီဘိုးမှာအကြံပတ်တည်းရဲ့လေတွေ အကြံပေး PDF တွေဘလို့အသေးဆုံးနဲ့သိအောင်မလဲဆိုတာစောင့်ကြမယ်ကဏ္ဍရောက်ပြီးတီဘောနဲ့တက်မတော်စစ်ကြောင်းနဲ့ကလည်း၈မိုင်လောက်အကွာပဲရှိပါတော့တယ်၈မိုင်လောက်ပဲကွာတော့တယ်အဲ့တော့တက်မတော်ဒီတစ်ခေါက်တီဘောထိုးစစ်ကပို့ပြီးတော့တော့မြန်ဆန်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်ဘာလို့လဲဆိုတော့ကြောင်မဲကိုကျွန်တော်ထိုးစစ်ဆင်တာတော့မှ45ရက်ကြာခဲ့တာဒါတော့မှသူတို့ဒီတကယ်အခိုင်အမာစခန်းတွေကိုတိုက်လို့ကြာတာဖြစ်ပါတယ်တော့လက်ရှိတီဘောကိုဒီကြောင်မဲကနေပြီးတော့ဒါထိုးစစ်ဆင်တဲ့အချိန်မှာတော့၂ရက်၃ရက်ပဲရှိသေးတယ်တီဘောနဲ့၈မိုင်กว่าထိ တက်မတော်ကရောက်နေပြီဖြစ်ပါတယ်မကြခင်ဒီဘောတက်မတော်လက်ထဲကိုပြန်ရောက်ပါလိမ့်မယ်အဲ့တော့မူကုတ်ကတော့အနေငယ်ကြာပါလဲဦးမယ်မူကုတ်ကတော့အနေငယ်ကြာလိုက်ဦးမယ်ကြာမယ်ဆိုတာဘာပြောလဲဆိုတော့ကျွန်တော်အထင်ကတော့မူကုတ်ကတော့ရွေးကောက်ပွဲပြီးရင်တော့လာလိမ့်မယ်လို့ထင်ပါတယ်နော်အဲ့တော့လက်နက်ကိုင်းနေအနေနဲ့ကလည်းရွေးကောက်ပွဲမတိုင်ခင်ကာလတော့မှာငញ្ញញ៉ៃလက်မှတ်ထိုးပြီးတော့အမြန်နှိမ့်နိုင်တာအကောင်းဆုံးလို့ မစိတ်ပေးလိုက်ပြသည်ဘာဖြစ်လဲဆိုတော့တမတော်ကရွေးကောက်ပွဲပြီးလို့ရှိရင်တော့အသေးစော်ပါလိမ့်မယ်အသေးစော်ပါလိမ့်မယ်အဲ့တော့အသေးစော်တဲ့ထဲမှာမှခင်ဗျားတို့တတိထားမှာကြက်ခိုင်နိုင်သွားရင်ဒီရွေးကောက်ပွဲမှာကြက်ခိုင်နိုင်သွားရင်လက်နက်ကန်ပြေးကြမြည်မရှိတော့ဘူးလက်နက်ကန်ပြေးကြမြည်မရှိတော့ဘူးဒါလေးကိုတော့ခင်ဗျားတို့တတိထားဖို့လိုတယ်နော်အဲ့ကြက်ခိုင်နဲ့ပြီးသုံးလုံးနိုင်သွားရင်အဲ့ပါတီနှစ်ခုကတစ်ခုနိုင်သွားတယ်ဆိုလို့ရှိရင်အကြမ်းဖက်လက်နက်ကန်ဒီ PDF ကမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကန်တွေအားလုံးမြောက်ပြေးကြမြည်မရှိအောင်ဖြစ်ပါလိမ့်မယ်အဲ့စော်ပါလိမ့်မယ်စော်ပါလိမ့်မယ် မဟုတ်လားဒီပါတီနှစ်ခုလုံးကလက်ရှိနေထားရသူတို့အနေနဲ့စစ်ရဲ့သဘောတရားကိုလည်းသူတို့တွေကောင်းကောင်းကြီးခံစားထားတော့နှက်နေပြီသူတို့စစ်ရဲ့ဆိုးကျိုးဘယ်လောက်ထိခံရတယ်လက်နက်ကင်တွေရဲ့ရုပ်မှရက်ဆက်မှုကိုဘယ်လောက်ထိခံစားရတယ်ဆိုတာဒီပါတီရဲ့သိနေပြီဖြစ်တဲ့အတွက်ဒီပါတီတွေကဟိုလုတ်ပိုင်ကောင်အားလုံးကိုအကုန်လုတ်ပါလိမ့်မယ်နော်လုတ်ပိုင်ကောင်အားလုံးကိုအကုန်လုတ်ပါလိမ့်မယ်အဲ့ချိန်ကျရင်လက်နက်ကင်တွေမစားတော့ဘူးဖြစ်မယ်ဒါကြောင့်လက်နက်ကင်တွေရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်းမှာ အမြန်ညှိနှိုင်းဆွေးနွေးပြီးတော့ငင်းငိုင်းလမ်းကြောင်းမဟုတ်ဘူးလိုက်ဖို့လိုတယ်။ဒါပေမဲ့ TLA ရဲ့လေတံလေးတွေထွက်ဆိုချက်တခုတော့ရှိတယ်။ဟို TLA ရဲ့လေတံထွက်ဆိုချက်လေးတွေကဘာလဲဆိုလို့ရှိရင်ဒီလက်ရှိတက်မလို့ရထိုးစစ်တွေရက်တက်ပေးရက်တက်ပေးဒါတော့သူတို့ဒေတာကန်ဟိုသူတို့ရဲ့ဒီကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာတွေကနေပြီးတော့ထွက်လာတဲ့လေတံဖြစ်ပါတယ်နော်ကျွန်တော်လည်းဒါလေးတွေလိုက်ထားတာပါနော်အဲ့တော့သူတို့ရဲ့ထွက်ဆိုချက်သူတို့ရဲ့ဒီပြောကြချက်မှာတော့ဘာလဲဆိုလို့ရှိရင်သူတို့လက်ရှိတင်းထားဟိုတက်မလို့ရထိုးစစ်တွေရက်တက်ပေးပြီးရင်သူတို့တင်းယူထားတဲ့ 16မျိုးပဲပြောပါတော့နော်16မျိုးပဲရှိတော့16မျိုးမဟုတ်တော့ဘူးဘာလို့လဲဆိုကြောင်မဲနဲ့တီပေါ်နဲ့ဟိုကြောင်မဲနဲ့ဒီနောက်ချိုးနဲ့ကတက်မတော်လက်ထဲကိုရောက်ပြီးသားဖြစ်တဲ့အတွက်သူတို့မှာ16မျိုးပဲကျန်တော့တယ်နော်အဲ16မျိုးကိုသူတို့တက်မတော်ဆက်ကြောင်မထိုးတော့နဲ့သူတို့ကိုဒါကိုမအုပ်ချုပ်ခွင့်ရဒေတာပေးကိုမအုပ်ချုပ်ခွင့်ရဒေတာပေးလို့ရှိရင်သူတို့အနေနဲ့ဒီဟောပေါ့အသွင်ပြောင်းစစ်နော်ဂျီတုစစ်ပေါ့နော်ဂျီတုစစ်ပြောင်းပြီးတော့ ညဉ့်ညိုင်းလက်မှတ်ပေါ့လင်းငင်ဟိုထောက်ရညဉ့်ညိုင်းလက်မှတ်ထိုးမယ်ဆိုပြီးတော့လေတံတွေထွက်လာတယ်ဒါလက်ခံနေတာအကြောင်းတော့မရှိဘူးအဲ့တော့လက်ခံမှလည်းမဟုတ်ဘူးအဲ့သူတို့ရဲ့သူတို့နေရာဒေတာကိုသူတို့ပြန်သွားပြီးတော့အသွင်ပြောင်းနေဆိုရင်တော့လက်ခံနိုင်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့လက်ရှိသူတို့တင်းထားတဲ့ယာယီထိန်းချုပ်ထားတဲ့မျိုးတွေကိုသူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတာပေးပြီးသူတို့ပြည်နယ်ဖြစ်သတ်မှတ်ပေးပြီးတော့သူတို့အသွင်ပြောင်းဆက်စင်ဟိုပြည်သူစစ်ဝင်မယ်ဆိုတော့နိုင်ငံတော်ကလက်ခံမယ်လို့တော့မထင်ဘူးဒါကြောင့်တမတော်ရဲ့ထိုးစစ်တွေလည်းရက်စရာအကြောင်းတော့မရှိဘူးအဲ့တော့တနေ့၄-၅ချိန်တော့ လေချောင်းအကျဲခံနေရတဲ့တီဘောနော်ဒီနေ့၄၅ကြိမ်တော့ဒေါ်ဘုံထုခံနေရတဲ့နံတူနော်ဘယ်လောက်ထိတောင်းခံနိုင်မလဲဆိုတာကျွန်တော်ရေစောင့်ကြည့်ရပါမယ်စောင့်ကြည့်ပါမယ်အဲ့တော့တမတော်တမျိုးပြီးတမျိုးလိုက်သိမ်းပါလိမ့်မယ်သူတို့ပြောသလိုတလိုင်းပြီးတလိုင်းတမတော်ကလာသိမ်းပါလိမ့်မယ်တောင်းခံနိုင်မှုပဲလိုပါတော့တယ်အလဲကြရင်တော့မနှွယ်စရန်းလို့ပဲပြောရမှာဖြစ်ပါတယ်နော်အလဲကြရင်တော့မနှွယ်စရန်းလို့ပြောရမှာဖြစ်ပါတယ်တော့နောက်တစ်ခု ကရင်ပြည်နယ်မှာလည်းဒါတိုက်ပွဲတွေကပြင်းထန်နေတယ်တမတော်ကတင်းယူနိုင်တဲ့မြို့တွေအကုန်လုံးကိုလိုက်လံတင်းယူနေတယ်အထိခိုက်အကြဆုံးများသောတော့ကရင်ပြည်နယ်မှာတော့အကြမ်းဖက် PDF တွေကအကြဆုံးများပါတယ်တစားကန်နေနဲ့လည်းသူတို့ပဲအသေးသေးနဲ့တင်းနေတာဖြစ်ပါတယ်เนาะအဲ့တော့အကြမ်းဖက် PDF တွေကတော့ညောအများတန်းပြောနေကြတိုင်းပဲတခြားလက်နက်ကိုင်တွေနဲ့ပူးပေါင်းတယ်နေမီရသွားတော့တခြားတိုင်းရင်းသားလက်နက်ကိုင်တွေကနေမီရသွားတယ်တေတော့ PDF ကတေတယ်ချမ်းသာတော့ NUG ကချမ်းသာတယ် NUG ဆိုတာကခင်ဗျားတို့သူတို့ကိုဂျိုစီဝါရေးကိုပဲသူတို့ဥတီပြီးသွားနေတဲ့ NUG ဖြစ်ပါတယ်ခင်ဗျားတို့ပြောပြောနေတဲ့တော်လိုင်းရေးအောင်မြင်မှုအတွက်ဟို ဒီဇိုင်းမမတ်ဆောင်ရွက်နေတာမရှိဘူးเนาะသူတို့ကိုကြိုးစီးပွားရေးအတွက်ကိုဒီဇိုင်းမမတ်ဆောင်ရွက်နေတာဖြစ်ပါတယ်เนาะဒါကရင်ပြည်နယ်မှာတိုက်ပွဲပြင်းထန်တာနဲ့ဆက်ဆက်ပြီးတော့ပြပြတာပါအဲကျမ်းဘက် PDF တွေလည်းဒီကရင်ပြည်နယ်မှာတော်တော်ကြဆုံညားနေပါတယ်ညားနေပါတယ်ဒါတော့ဒီနေ့အချက်လက်တွေကနေပြီးတော့ဒါကောင်းဆုံးအချက်လက်တွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်เนาะအချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မကြခင်ရခိုင်ထိုးစစ်ပြင်မြင်ရပါတော့မယ်ရခိုင်မှာတိုက်ပွဲတွေပြင်းထန်မှာတော့မယ်ပြင်းထန်မှာတော့မယ်ဒါလေးတွေကိုထည့်ပြောပေးခဲ့ပါတယ်အဲတော့ရမခဆစ်တုံမန်းနေနဲ့ပတ်သက်လို့တော့ တက်မှတ်ရေးကောင်းပါတယ်အဲ့တော့စားတော့ပြန်မှန်းတာတွေရှိတယ်ပြီးရင်ဒီမိသားစုတွေကိုဖုန်းဆက်တွေလုတ်ခိုင်းတယ်လို့တော့သိရပါတယ်သိရပါတယ်ပြန်လွတ်ပေးဖို့ကတော့ရွေးကောက်ပွဲပြီးလောက်မှကျွန်တော်ကြားပါတယ်နော်ဒါကိုလည်းသိအောင်ကျွန်တော်ချပြပေးခဲ့ပါတယ်နောက်တစ်ခါတော့ဥပိုင်ဥပိုင်နဲ့ပတ်သက်လို့ကျွန်တော်ဒီနေ့ဒါဆက်သွယ်ကြည့်တယ်ဆက်သွယ်သူတို့ပြောပြောတဲ့အချက်လက်ပေါ်မူတီဘီပြောရမယ်ဆိုလို့ရှိရင်တော့အကြမ်းမြင်နေတယ်ကျွန်တော်တို့ဒီဆယ်လာပိုင်းမကုန်ခင်မကုန်ခင်ပေးနိုင်အောင်အထူးဆောင်ရွက်နေတယ်လို့သိရပါတယ်အဲ့တော့တမတော်သားမိသားစုဝင်အားလုံးဒီဆယ်လာပိုင်းမကုန်ခင်မှာဥပိုင်မြတ်ငွေတွေ ရပါလိမ့်မယ်ဒါလေးလည်းထည့်ပြောပေးခဲ့တယ်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်တဲ့ပုံ DNA လေးအနေနဲ့သူတို့ရဲ့နောက်ဆုံးခံစစ်ဖြစ်လာမယ့်မြို့ကတော့ဝဂုမြို့ပဲဖြစ်ပါတယ်ဝဂုမြို့ကိုမကြဆုံးစေရည်အတွက်ပလောင်လက်နက်ကင်ပုံ DNA လေးကပြီးခဲ့တဲ့လအနေငယ်ကလေးကပြင်ဆင်ထားခဲ့တာရှိပါတယ်ပြီးခဲ့တဲ့ August လကိုမင်းဆွေးနွေးပွဲမှာလည်းပလောင်လက်နက်ကင်ပုံ DNA လေးကဝဂုမြို့ကိုပြန်မပေးရရည်အတွက်တမရော်ကိုတီဘောနဲ့အကြောင်းပဲပြန်ပြီးတော့ပေးမယ်ဆိုပြီးတော့ညှိနှိုင်းခဲ့တာလည်းရှိပါတယ် ဒါပေမဲ့တမရွန်ကိုယ်စားလှယ်တွေကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရခွင့်ပြုထားတဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကလွဲရင်တခြားဒေသတွေအားလုံးကိုပြန်ပြီးတိုက်ယူသွားမယ်လို့တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ဒီလိုတုံ့ပြန်ပြီးတဲ့နောက်မှာပဲတမရွန်ကကြောင်မဲမျိုးကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့အဘူတီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါအပြင်နောင်ချိုပြင်းဦးနဲ့တက်နယ်ကနေခြေတက်သွားတဲ့တမရွန်စစ်ကြောင်းကြီးကရဲနာသိမ်းပြီးတတော်ကျိုးဝိုင်းကိုကျော်လွန်ပြီးတဲ့နောက်ခြေတန်လုံးလုံးနဲ့ပဲစီရေးလှောက်ရှားမှုတွေပြုလုပ်ပြီးရရှိပါတယ်။ ဒါအပြင်မိုးကုတ်မြို့ရဲ့အဝင်လန်းအထွက်လန်းတွေတွေကတခုဖြစ်တဲ့မိုးကုတ်မတရားလန်းကိုလည်းတမလို့ကစုမထားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါကြောင့်မလို့ပြီးခဲ့တဲ့ဇူလိုင်လထဲမှာပဲဒီမိုးကုတ်မတရားလန်းပေါ်မှာအဓိကကျနေတဲ့တပိတ်ချင်းဝါဖြူတောင်လန်းကိုစုမနိုင်ရေးအတွက်တမလို့ကစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။တပိတ်ချင်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်တပိတ်ချင်းမြို့နယ်ဝါဖြူတောင်ကိုမိုင်လန်းစုံမှာရှိနေတဲ့ရွာတွေအလုံးကိုလည်းနေပြည်တော်ရှင်းလင်းဆောင်ရွက်ခဲ့တယ်။ပြီးခဲ့တဲ့စက်တင်ဘာထဲမှာလည်း ဒီအကျန်းဖက်သမားတွေနောက်ပြီးတော့ပလောင်လက်နက်ကင်တပုံ DNL နဲ့အကျန်းဖက်တောင်းချမ်းသူတွေစုဖွဲ့နေတဲ့နေရာတွေလမ်းလေချင်းဝါဖြူတောင်တပေချင်းစတဲ့ဒီဒေသတကြောကအကျန်းဖက်သမားတွေစုဖွဲ့နေရာတွေကိုလည်းလေကြောင်းကနေကင်းထောက်ပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ပြီးတဲ့နောက်ဒီအောက်တိုဘာလထဲမှာပဲပလောင်လက်နက်ကင်တပုံ DNL ရဲ့အဓိကတွင်းထက်တင်ရန်စာတာတွေအများကြီးရှိနေတဲ့ရေတောင်းမြစ်ကိုတိုက်ဖြတ်နိုင်ရေးအတွက်စီရေးအရာပို့ပြီးတော့ပြင်းထန်စွာဆောင်ရွက်လာတာကိုမြင်တွေ့ရပါတယ်။အဲ့ဒီတွေ့ ီမိုးကုတ်မြို့ရဲ့အဝင်လန်းတွေကတခုဖြစ်တယ်တပိတ်ကျင်းလန်းဝါဖြူတောင်တကြောကိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်ပလောင်လက်နက်ကန်တုံး DNLA ရဲ့အသုံးချခံပြီးမန္တလေး PDF နဲ့ NUG လက်အောက်ခံ PDF အဖွဲ့တွေကဝါဖြူတောင်ဒေသအတွင်းမှာထိခိုက်နစ်နာစွာနဲ့တိုက်စုံးမှုတွေကြုံတွေ့ရရှိပါတယ်ဒီနေရာမှာ NUG ရဲ့လက်အောက်ခံလို့လို့မန္တလေး PDF ရဲ့အသုံးချခံလို့လို့ ပလောင်လက်နက်ကိုင်းတပုံ DNLA ရဲ့အသုံးချခံလို့လို့ဖြစ်နေတယ်ဒီ NUG ရဲ့ PDF 913လို့ခေါ်တဲ့ Red Dragon အဖွဲ့က PDF တွေကတော့နေ့စဉ်နဲ့အမျှတိုက်ဆုံမှုတွေကြုံတွေ့နေရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ15ရက်နေ့ကလည်းတက်စုမှုကိုယ်တိုင်တိုက်ဆုံခဲ့တာတော့ရှိတယ်လို့စက်တင်ဘာ16ရက်နေ့တမရော်ရဲ့နေပြည်တော်ရှင်းလင်းဆောင်ရွက်မှုဒီ PDF စကန်ထိချုပ်ခဲ့တဲ့အချိန်မှာလည်းထိခိုက်တိုက်ဆုံမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်စက်တင်ဘာ22ရက်နေ့လေကြောင်းတိုက်ခိုက်မှုမှာလည်းထိခိုက်ဒိဆုံးမှုက15ရောက်တဲ့မင်းနဲ့ဒိဆုံးခဲ့ရတယ်လို့သိရပါတယ် အခုအော်တိုဘာ17ရက်နေ့အထိဝါဖြူတောင်ဒေသတကျော်အတွင်းမှာစုဖွဲ့လှုပ်ရှားနေတဲ့နေရာတွေခံစစ်တွေနဲ့ကာကင်းတွေကိုတမရော်ကနေမရှင်လေးတိုက်ခိုက်နေတာရှိတဲ့အတွက်ဒီရဲ့ပိုင်းမှာထိခိုက်သေးဆုံးမှုကလည်းမြင့်တက်လျက်ရှိပါတယ်။အခါမှာတော့ပလောင်လန်းနက်ကိုင်တပုံ DNL ကသူတို့ရဲ့အဓိကအရင်းမြစ်ရှိနေတဲ့မိုးကုတ်မြို့ကိုနောက်ဆုံးခံစစ်အနေနဲ့ပြင်ဆင်ထားတာတွေရှိနေပါတယ်။ဒါပေမဲ့တစ်ဖက်ကဝင်လန်းထွက်လန်းတွေကိုပြန်ကြည့်ရင်မိုးကုတ်မိုင်းလုံးကြောင်မဲလန်းကိုလည်းတမရော်ကစုံမထားပြီးဖြစ်တဲ့မိုးကုတ်ပြုံးနဲ့မိုးကုတ်နောင်ကျူလန်းပိုင်းကိုလည်းတမရော်ကစုံမထားပြီးဖြစ်တဲ့ အဲ့ဒီအတွက်နောက်ထပ်ကြမ်းရှိနေတဲ့လမ်းကတော့မိုးကုတ်မိုးမိတ်လမ်းနဲ့မိုးကုတ်မတရားတပိတ်ချင်းလမ်းပဲရှိပါတယ်။အဲ့ဒီမိုးကုတ်မတရားတပိတ်ချင်းလမ်းကိုလည်းတမရော်ကပေးဆိုနိုင်ရည်ဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။ဒီလိုတိုက်ပွဲတွေပေါ်ဆောင်နေတဲ့အတွက်ပလောင်လက်နက်ကိုင်းတပုံ DNLA ကဒီနေ့အောက်တိုဘာ17ရက်နေ့မှာပဲမိုးကုတ်မတရားလမ်းကိုပေးဆိုလိုက်ပြီပဲဖြစ်ပါတယ်။ဒီလိုပေးဆိုမှုကိုတော့ဝါဖြူတောင်ကနေစပြီးပေးဆိုလိုက်တာဖြစ်ပါတယ်။ဝါဖြူတောင်မှာခန်းစစ်တွေအကြီးအကျယ်ပြင်ဆင်နေရတာကတမရော်ရဲ့နေမြေရှင်းလင်းရေးဆောင်ရွက်မှုတွေအကြောင်း အထူးကနစ်နာမှုတွေများပြားနေခဲ့တဲ့အတွက်အနောက်မှာရှိနေတဲ့ညောင်ပင်သာပိုးစံွယ်လီစုရကြောင်းလဲပင်ဒါအပြင်ဒီတက်မလော်ရဲ့ဆက်စကန်ဟောင်းတရှိခဲ့တဲ့ခါလာယာ148နေရာတွေမှာခန်းစစ်တွေပြင်းစင်မှုနဲ့စည်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့အတွက်မိုးကုံမျိုးရဲ့အဝင်လမ်းကိုဖိတ်ဆို့လိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ပလောင်လက်နက်ကိုင်တပုံ TNL နဲ့အားပေးထောက်ခံပြုထားတဲ့အကြမ်းဖက်အားပေးမီဒီယာတွေကတော့တက်မလော်ရဲ့စည်ရေးပေါ်ဆောင်မှုတွေကြောင့်ဒေသခံပြည်သူလူထုထိခိုက်မှုကိုစိုးရိမ်နေဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့မိုးကုံမျိုးရဲ့အဝင်လမ်းကိုဖိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ပလောင်လန်းနဲ့ကိုင်တဘောင် DNA အဓိကမိုးဖို့မြို့နယ်ပတ်သက်ပြီးအဓိကဝန်ထမ်းထွက်လန်းတွေကိုပြီးခဲ့တဲ့လာအနည်းငယ်ကလည်းပိတ်ဆို့ကယ်ပူပါတယ်။နောင်ချိုကိုလက်လွတ်ရပြီးတဲ့နောက်ပလောင်လန်းနဲ့ကိုင်တဘောင် DNA လေးကမိုးဖို့မြို့ရဲ့အခြေအနေကလေခဲတဲလေးဖြစ်လာပါတယ်။အချိန်မီပြန်လဲလက်လွတ်ရတော့မယ်ဆိုတဲ့အခြေအနေကနေအခုမိုးဖို့မြို့ရဲ့အလော့စီလမ်းကြောင်းတွေကဝန်ထမ်းထွက်နိုင်တဲ့လမ်းတွေကိုလည်းတမတော်ကထိန်းချုပ်ထားပြီးဖြစ်ပါတယ်။လက်ရှိအချိန်ထိပလောင်လန်းနဲ့ကိုင်တဘောင် DNA လေးနဲ့အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့နေရာတွေ လမ်းတွေကတော့ဒီမိုးထဲမှာသွားလို့မရတဲ့လမ်းတွေမြေသားလမ်းတွေသာရှိပါတော့တယ်အဓိကကွန်ကရစ်လမ်းဆက်သွယ်ထားတဲ့မြို့ချင်းဆက်ရွာချင်းဆက်လမ်းတွေကိုတမလို့ကပိတ်ဆို့ထားပြီးဖြစ်ပါတယ်ဒီအတွက်ပလောင်လမ်းနဲ့ကန်တပုံ DNA တွေကမိုးကုတ်မြို့ကိုလက်မလွတ်ရရေးအတွက်မိုးကုတ်မြို့ထဲမှာလည်းခန်းစစ်တွေအကြီးအကျယ်ပြင်ဆင်နေတယ်အတင်းအတော့ဆက်သားစုဆောင်မှုတွေနဲ့အတူခေါ်ရခါတွေဒေသခံမိုးကုတ်ဒေသခံတွေကိုလည်းဖန်စီခေါ်ဆောင်တာတွေပြုလုပ်ပြီးတော့ပလောင်လက်နက်ကန်တဲ့ပုံ DNA လေးမွေးထုတ်ပေးလိုက်တဲ့မန္တလေး PDF နောက်ပြီးတော့မိုးကုတ်ပြူဟာကအဖွဲ့တွေ Red Dragon လို့ခေါ်တဲ့ NUG လောက်ခံ PDF BBLA DPLA စတဲ့အဖွဲ့တွေနဲ့မိုးကုတ်ရဲ့အဝင်လမ်းတစ်ချောင်းလုံးကိုခံစစ်တွေပြင်ဆင်မှုတွေစီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိခင်းချင်းမှာလည်းပလောင်လက်နက်ကန်တဲ့ပုံ DNLA အနေနဲ့မိုးကုတ်မြို့ကိုအသက်ဆက်နိုင်မှုဆိုလို့ရှိရင်အဓိကလမ်းကြောင်းကပိတ်ဆို့ခံရရပြီဖြစ်တဲ့မိုးကုတ်မိုးမိတ်နဲ့မိုးမိတ်နဲ့မန်တုံလမ်းကြောင်းတစ်ခုကိုသာရှိတော့တာဖြစ်ပါတယ်။အဲဒါပဲမဲ့မိုးမိတ်ကနေသွားနိုင်တဲ့လမ်းကြောင်းကမိုးမိတ်မန်တုံနဲ့မိုးမိတ်တွင်းငယ်လမ်းရှိပါသေးတယ်။ ဒါပေမဲ့လက်တမရော်ကပလောင်လက်နက်ကင်တပုံ DNA တွေတွာလာနိုင်တဲ့လမ်း LOC လမ်းတွေကိုပြီးခဲ့တဲ့ရက်တွေကဒေရောက်ကင်းထောက်လက်ဦးမှုရယူတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီအော်တိုဘာ၁ရက်နေ့ကနေအော်တိုဘာ၁၇ရက်နေ့အထိပလောင်လက်နက်ကင်တပုံ DNA တွေထင်းချုပ်ထားတဲ့မြို့တွေအားလုံးကိုတနေ့တစ်ချိန်အနည်းဆုံးဒီရောက်တိုက်ခိုက်မှုပြုလုပ်ထားပြီးဖြစ်တယ်လို့မိုးကုတ်မိုးမိတ်လမ်းမိုးကုတ်မိုးမိတ်တွင်းငယ်လမ်းပေါ်မှာရှိနေတဲ့ဝဲပေါင်းတဲ့အောင်မြေရွာတွေကိုလည်းဒီရောက်တိုက်ခိုက်မှုပြုလုပ်ထားခဲ့ပါတယ်။အဲ့ဒီရွာတွေဆိုတာကတော့ဒီတွင်းငယ်တကကဆက်သုံးကနေ မိုးမိတ်ကိုသွားတဲ့လမ်းပဲဖြစ်ပါတယ်။အဲဒီလမ်းကြောင်းကနေလေမိုးကုတ်မြို့ကိုဝင်နိုင်တဲ့လမ်းတစ်ခုလည်းရှိနေပါတယ်။ဒါကြောင့်တမရော်ကပလောင်လက်နက်ကိုင်းတဲ့ပုံ DNL တွေစည်ရေးပြင်ဆင်မှုပြုလုပ်ထားတဲ့မိုးကုတ်ရဲ့အဝင်မိုးမိတ်ရဲ့အဝင်မှာခံစစ်ပြင်ဆင်ထားတဲ့ဒုတိယပလန်ဘီရှိနေတဲ့တွင်းငယ်မိုးမိတ်လမ်းကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားခဲ့ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေခက်ဆက်ဆက်ပြုလုပ်ပြီးတော့မြေပြင်တိုက်ခိုက်ရေးတပ်တွေကလည်းမိုးကုတ်ရဲ့အဝင်လမ်းဖြစ်တဲ့ဝါပြူတော်ခေါ်တော်လမ်းစုံကိုနေမီရှင်းလေးတွေဆောင်ရွက်နေတာကြောင့်ထိခိုက်နစ်နာမှုတွေကျွေးလျက်ရှိပါတယ် ဒါကြောင့်မို့လို့လေဒီနေ့မိုးကုတ်မြို့ရဲ့အဝင်လန်းကိုပိတ်ဆို့လိုက်တာပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိတမတော်စစ်ကြောင်းတွေကတော့တပိတ်ချင်းကနေ9မိုင်ဝါဖြူတောင်အထိထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ဒီလိုထိန်းချုပ်ထားပြီးတဲ့နောက်ဝါဖြူတောင်ပေါ်တော်လန်းစုံကိုသာပိတ်ဆို့ထားနိုင်ခဲ့မယ်ဆိုရင်တလောင်လက်နက်ကိုင်တပုံ DNL နဲ့မန္တလေး PDF လိုကယ် PDF အများပြားရဲ့ဝင်ငွေရပောက်ရလန်းဖြစ်နေတဲ့ဒီတပိတ်ချင်းအကျော်ကခြွေတွင်းတွေဝတ်တွေဖက်ရှိလက်ကြချောင်းကြီးစတဲ့နေရာက PDF တွေကိုအလုံးစီဖြတ်တောက်ထားနိုင်မှာဖြစ်ပါတယ်။ ဒီလိုဖြတ်တော့မခံရခင်ပလောင် လက်နက်ကိုင်းတဘောတရနဲ့အရင်နဲ့ပေါင်းပါတွေကပြီးခဲ့တဲ့စက်တင်ဘာလရဲကမိုးကုတ်မြို့အဝင်လမ်းတွေမှာခံစည်တွေပြင်ဆင်မှုဆုတ်ခွာနေကြတာလည်းရှိပါတယ်။ဒီလိုဆုတ်ခွာမှုတွေကိုပဲတက်မလို့စစ်ကြောင်းတွေကထက်ကြက်မှကွာလိုက်လံရှင်းလင်းနေတာတွေလည်းရှိပါတယ်။ဒီလိုမျိုးလိုက်လံရှင်းလင်းမှုတွေကြောင့်လည်းနေ့စဉ်နဲ့အမျှတိကျတဲ့သေဆုံးမှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပြီးတော့လက်ရှိအချိန်ထိတိကျတဲ့သေဆုံးမှုအများဆုံးကတော့မိုးကုတ်ပြူဟာမိုးကုတ်ပြူဟာကအဖွဲ့တွေနဲ့ဒီ Red Dragon 913ကအဖွဲ့တွေတိကျတဲ့သေဆုံးမှုတွေညားနေပါတယ်။ တဖက်ကပြန်ကြည့်ရင်တမရော့အနေနဲ့ပလောင်လက်နက်ကင်တောင်တရားနယ်တွေထင်းချုပ်ထားတဲ့မြို့တွေတဲကနောင်ချိုနဲ့ကြောင်မဲကိုလည်းထင်းချုပ်ထားပြီးဖြစ်တယ်ဒီဘောကိုလည်းဒီရန်နေငယ်တွင်ထိန်းချုပ်တော့မှာဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တဘုံ DNL ရဲ့နောက်ထပ်ပြင့်မဲ့ဖြစ်လာမှာကမိုးကုတ်မျိုးပဲဖြစ်ပါတယ်မိုးကုတ်မျိုးကိုတိုက်ခိုက်ဖို့အတွက်လည်းတမရော့ကဖက်ဘက်ကနေပြင်ဆင်ထားပြီးဖြစ်ပါလိမ့်မယ်ပိုးမျိုးကိုသာတမရော့ကတိုက်ခိုက်သိမ့်ပိုက်ပြီးရင်နောက်ထပ်စီရေးအရာပြန်လည်ထိန်းချုပ်မဲ့မျိုးကမိုးကုတ်မျိုးဖြစ်လာနိုင်ပါတယ်ဒီအတွက်လည်းပလောင်လက်နက်ကန်တဘုံ DNL နဲ့အပေါင်းပါတွေက မိုးကုတ်ကြောင်မဲလမ်းပေါ်မှာရှိနေတဲ့မိုင်းလုံမြို့မှာပြစ်စည်ပြင်ဆင်မှုတွေပြုလုပ်နေတဲ့မိုးမိုင်းလုံနဲ့ဒီမိုးကုတ်ကြားမှာရှိနေတဲ့ရွာတွေမှာလည်းစည်ရေးပြင်ဆင်မှုတွေပြုလုပ်ရရဲ့ရှိပါတယ်။ဒါပေမဲ့ရေနာသိန်းကြီးကျိုးဝိုင်းတစ်တော်ကိုခြေနံလုံလုံနဲ့အောင်မြင်စွာဖြတ်ကျော်သွားတဲ့တပ်မတော်စစ်ကြောင်းကြီးကလည်းမိုးကုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်အစဉ်နဲ့ဖြစ်နေပြီလို့ခံမှန်းရပါတယ်။သို့တော့လက်ရှိအခင်းကျင်းမှာတော့ဒီဘောကလည်းမကြခင်လက်လွတ်ရတော့မှဖြစ်တဲ့ပလောင်လက်နက်ကင်တပုံ DNA အလေးအနေနဲ့စိုးရင်ပူပန်မှုတွေကမိုးကုတ်မြို့စီကိုရောက်ရှိလာတော့မှဖြစ်ပါတယ်။ က်ရှိချိန်ထိတမတော်ရစီရေးဆောင်ရွက်မှုတွေကလည်းတောက်လျှောက်လက်လွတ်ထားခဲ့တယ်။ငွေမိုးမိတ်လန်းကိုလည်းရောင်းတက်ခံမှုပြုလုပ်ထားခဲ့တာရှိတယ်။ဒါအပြင်မိုးကုတ်မျိုးရဲ့အဝင်လန်းဝါဖြူတောင်ပေါ်တော်လန်းစုံကိုတိကျပို့ပြီးတော့စုံမထားနိုင်ရေးဆောင်ရွက်လာတာဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တပုံ DNL ကတော့လုံးဝအသက်ရှူပေါက်ကျက်သွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေမိုးကုတ်ကိုလက်မလို့ရရေးအတွက်မိုးကုတ်ရဲ့အဝင်လန်းမိုးကုတ်မရရလန်းကိုပိတ်ဆို့လိုက်တာဖြစ်ပါတယ် ဒီလိုမျိုးအချမ်းဖက်သမားတွေကသူတို့ရဲ့လူအချက်တွေကြောင့်နန်းနေ Facebook လိုက်တာဖြစ်တဲ့အတွက်ချက်ပြင်ဂိတ်နောက်ပြီးတော့ရွှေတရားဂိတ်ကနေစပြီး Facebook လိုက်ပါတယ်ဒီလို Facebook လိုက်တာတွေရဲ့နောက်ဆက်တွဲမှာတော့ဒီလမ်းပိုင်းဂိတ်တွေရဲ့ချက် ဝါဖြူတောင်နဲ့ရွှေတရားကြားရွှေတရားနဲ့ကြက်ပြင်ကြားကခီးသွားမိဘပြည်သူတွေရဲ့ကားတွေ Facebook ခံနေရတယ်လို့သိရပါဗျ။ဤတွင်ပလောင်လက်နက်ကန်သဘွန် DNA လေကဒီလမ်းကြောင်းကိုဖြတ်တန်းခွင့်မပြုဘဲနဲ့ပြန်လည်သွားဖို့ကိုလည်း PR တွေပေးနေတယ်လို့သိရပါဗျ။လက်ရှိအခင်းချင်းအရာတမရော်ကသာဝါဖြူတောင်ပေါ်တော်လမ်းဆောင်တစ်ခုလုံးကိုတင်းကျုပ်ထားနိုင်ခဲ့မယ်ဆိုရင်တော့ပလောင်လက်နက်ကန်သဘွန် DNA လေကိုသာမကစကိုင်းတိုင်းမကွေးတိုင်းနဲ့အညာမြေမြေလက်ဒေသမှာရှိနေတဲ့အကျံဖက်သမားတွေရဲ့ချမ်းမြေငယ်ကိုဝင်နိုင်တဲ့ဒုတိယမြောက်လမ်းလဲပိတ်ဆို့သွားပြီဖြစ်ပါတယ်။ အဓိကပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘောကိုတမတော်ကပိတ်ဆို့ထိန်းသိမ်းထားနိုင်ပြီဖြစ်တဲ့အတွက်ရှိနေတဲ့လမ်းကမိုးကုတ်မတရားလမ်းပဲဖြစ်ပါတယ်။ဒီလမ်းကြောင်းကိုလည်းတမတော်ကဖြတ်တော့ပိတ်ဆို့ထားနိုင်ပြီဖြစ်တဲ့အတွက်ရှမ်းပြည်နယ်နဲ့မြန်မာနိုင်ငံအလဲပိုင်းကိုချိတ်ဆက်ထားတဲ့ဝန်မောက်တွေပိတ်ဆို့သွားကြပြီဖြစ်ပါတယ်။ဒါကြောင့် မတရားဆင်ကူတကြောက PDF တွေအနေနဲ့လည်းကူကရာမဲ့တော်မဲ့အခြေအနေလည်းအကြက်တဲတွေကိုရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။လက်နက်ကန်တပုံ DNL ကတော့တစ်ချိန်လုံးကလူသလိုအသုံးချခဲ့ပေမဲ့အခုသူတို့ရဲ့မြို့သူတို့ရဲ့အရင်းနှီးတွေနဲ့သူတို့ရဲ့အကျိုးစီးပွားတွေအများကြီးရှိနေတဲ့မိုးကုံမြို့မှာစုံစည်ကြီးအတွက် NUG လက်အောက်ခံ PDF အဖွဲ့အများအပြားကိုလည်းဖိတ်ခေါ်ထားတယ်၊တန်းလန်းထားတယ်၊စီယုံနာတွေပြုလုပ်ထားခဲ့ပါတယ်။ ဒီတွင်မိုးကုတ်မြို့နယ်ပတ်သက်ရင်တော့ပလောင်လက်နက်ကန်တပုံတရားခန်းစစ်ကနောင်ချိုခန်းစစ်ကြောက်မဲခန်းစစ်နဲ့တီဘောခန်းစစ်တွေထက်ပိုပြီးတော့ပြင်းထန်တဲ့ခိုင်မာတဲ့ကြီးမားတဲ့လုံခြုံစိတ်ကြရတဲ့ခန်းစစ်တွေကိုတော့ပြင်ဆင်ထားမယ်လို့ယူဆရပါတယ်။ဘာကြောင့်လဲဆိုရင်မိုးကုတ်မြို့ကပလောင်လက်နက်ကန်အကြမ်းဖက်သမားတွေရဲ့အဓိကအရင်းမြစ်တွေရှိနေတယ်။တင်းတုံညာနှစ်ခုစစ်စင်ရေးဆင်နွှဲမှုအတွက် UWSA အပါအဝင်တခြားသော EU အဖွဲ့တွေစီကနေချိထားတဲ့စစ်သုံးစရိတ်တွေနဲ့ချင်းဝင်အများပြားကိုလည်းပြန်ဆက်ရဖို့ရှိနေတယ် ဒါအပြင်မိုင်းကျုပ်ကြားတာဖုံးကျော်တာခိုးပလန်နဲ့တာအိုက်ပေါင်းတို့ရဲ့အကျိုးစီးပွားတွေနဲ့တရားဝင်တူဖော်မှုတွေမိုးကုတ်ကောက်ဝင်းကိုမြေလှမ်းပြီးတော့ဗရန်များတွေတူဖော်ထားတာတွေရဲ့နောက်ဆက်တွဲနောက်ပြီးတော့ NUG PP အုပ်စုနဲ့အပြန်အလှန်အကျိုးစီးပွားတွေရှိနေတဲ့လောက်ကွက်14ခုနဲ့မနဲ့ဧကာပေါင်းတထောင်ကျော်ရှိတဲ့လောက်ကွက်တွေရဲ့အကျိုးစီးပွားတွေလည်းလက်လွတ်ရမှာဖြစ်တဲ့အတွက်မိုးကုတ်မြို့ကိုတော့တခြားနောင်ချိုကြောင်မဲမြို့တွေထက်ပိုပြီးတော့ပြင်းပြထန်ထန်နဲ့ခုခံကာကွယ်သွားကြပါလိမ့်မယ်အဲ့ဒီတော့လည်းပြင်ဆင်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့လည်းသိရပါဗျာ ဒါကြောင့်မိုးကုတ်မြို့ရဲ့အဝင်လန်းတွေဖြစ်တဲ့မိုးကုတ်နောင်ချိုလန်းမိုးကုတ်ကြောင်မဲလန်းတွေမှာလည်းခန်းစည်တွေပြင်ဆင်ထားကြတယ်။အခုနောက်ထပ်ပြင်ဆင်ထားတာကတော့မိုးကုတ်တပိတ်ချင်းလန်းကိုပြင်ဆင်ထားတာပဲဖြစ်ပါတယ်။မိုးကုတ်တပိတ်ချင်းလန်းမှာပလောင်လက်နက်ကန်တုံတီအန်အရီရဲ့ခန်းစည်ပြင်ဆင်မှုကနှစ်ပိုင်းရှိပါတယ်။ဒါကတော့ဝါဖြူတောင်ပေါ်တော်လန်းစုံကနေခလာရ148ဒီအုံပဒံရှိတဲ့နေရာအထိတစ်ပိုင်းအဲ့ဒီကနေနောက်ပိုင်းရွှေတက်တာကြက်ပြန်အထိအပိုင်းတစ်ပိုင်းနဲ့ဒီကဏ္ဍနှစ်ခုနဲ့ခန်းစည်တွေပြင်ဆင်ထားတယ်လို့သိရပါတယ်။ ပြောရရင်တော့တမ်မတော်ရဲ့ကြောင်မဲထိုးစစ်ကိုခုခံမှုအတွက်ဒီကာကင်းတွေပထမခံစစ်ဒုတိယခံစစ်စသဖြင့်ပြုလုပ်ထားတဲ့ပုံစံမျိုးမိုးကုတ်မျိုးဥပမာလဲခံစစ်တွေကိုပြုလုပ်ထားတယ်လို့သိရပါတယ်။ဒါကြောင့်မလို့တမ်မတော်စစ်ကြောင်းတွေအနေနဲ့နေမျိုးရှင်လေးဆောင်ရွက်တာတွေကကန္နာတခုဒီကြောင်းကနေကင်းထောက်ပြီးတော့ကျမ်းပတ်သမားတွေရဲ့စုဖွဲ့နေရာတွေကိုဆက်လက်ပြီးတိုက်ခိုက်ချေမှုန်းသွားဖို့လဲလိုအပ်လျက်ရှိပါတယ်။ ဒီနေရာမှာပလောင်လက်နက်ကင်သဘောင် DNL ကမိုးမိတ်တွင်းငယ်လမ်းကိုလည်းအသုံးပြုပြီးတော့ဒီတာကကဆက်လင်းနဲ့တွင်းငယ်ဘက်နောက်ပြီးတော့ချမ်းမြင့်နယ်နဲ့ဒီမြန်မာနိုင်ငံ11ကိုချိတ်ဆက်ထားတဲ့လမ်းကဝါပြူတောင်ကိုပိတ်ဆို့ခံရတော့မှဖြစ်တဲ့အတွက်မိုးမိတ်တွင်းငယ်လမ်းကိုပြန်လည်အသုံးပြုဖို့အစီအစဉ်ဆောင်ရွက်လာတာတွေလည်းရှိပါတယ်။ဒါကြောင့်မလို့တမရော်အနေနဲ့တပေချင်းမိုးကုတ်လမ်းကိုတမကတွင်းငယ်မိုးမိတ်လမ်းကိုလည်းစုမှုထားနိုင်မှုတွေအစီအစဉ်ဆောင်ရွက်ဖို့အတွက်အချက်တွေရှိလာပြီဖြစ်ပါတယ်။ က်ရှိမြန်မာနိုင်ငံကြီးအခင်းအကျင်းမှာပလောင်လက်နက်ကင်တဘော DNA ဂျုံတွေ့နေရတဲ့နိုင်ငံကြီးအကြက်တဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်ခက်ခက်ခဲခဲပြင်းပြင်းထန်ထန်နဲ့ကြိုးကြိုးစားစားနဲ့ခံစစ်တွေပြင်ဆင်နေရဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့အော်တိုဘာ17ရက်နေ့ကစပြီးတော့ရဲကန်တမ်းမရှိပလောင်လက်နက်ကင်တဘော DNA တွေကမိုးကုတ်လမ်းကိုဖိတ်ဆို့လိုက်ပြီးပဲဖြစ်ပါတယ်။ဟောပလောင်လက်နက်ကင်တဘော DNA ရဲ့အသုံးချကန် PDF တွေရောဝါဖြူတောင်ကနေပဲဖိတ်ဆို့ပြီးတော့ညောင်ပင်သာပိုးစံတွေကြောင်လေပင်စားတဲ့ဒေသတွေမှာခံစစ်တွေအများပြပြင်ဆင်ကြပါလိမ့်မယ်။ ခီသားမိဘပြည်သူတွေကတော့ကြောင်ပိတ်နေမှာဖြစ်ပါတယ်။ဒီအခြေအနေကိုတော့ပလောင်လက်နက်ကန်သဘွန် DNA တွေကလူသားချင်းစာနာထောက်ထားမှုမရှိစွာနဲ့လက်နက်အားကိုအနိုင်ကျင့်ပြီးတော့ပြန်လည်ခိုင်းနေတာတွေရှိပါတယ်။ဒါပေမဲ့လည်းမိုးကုတ်မြို့ထဲမှာကဒီဒေသခံပြည်သူလူထုကအနေငယ်တာရှိပါတော့တယ်။ပြီးခဲ့တဲ့3လလောက်ခဲကဒီမိုးကုတ်မြို့ကိုတက်မလို့ကပြန်လည်ထိန်းချုပ်တော့မယ်ဆိုတော့အခြေအနေမျိုးနဲ့စည်ရေးပြင်ဆင်မှုတွေရှိကြတဲ့ကမိုးကုတ်မြို့မှာရှိနေတဲ့ဒေသခံမိဘပြည်သူတွေ ဒီချားနေမိဘပြည်သူတွေအားလုံးကဘိုးဘုံမျိုးကိုစွန့်ခွာပြီးစစ်ဘေးရှောင်အနေနဲ့သွားရောက်နေကြပြီပဲဖြစ်ပါတယ်။ပိတ်ဆို့ထားတဲ့လမ်းတွေကနေတဆင်သွားလာရတဲ့ရှိတယ်လို့တော်လန့်ဖြက်လမ်းတွေကနေတဆင်ဒီစစ်ရှောင်ပြီးသွားကြပြီပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိအချိန်ထိမိုးဘုံမျိုးထဲမှာကြန့်ရှိနေတဲ့မိုးဘုံနဲ့ဘေးပတ်ဝန်းကျင်မှာကြန့်ရှိနေတာကတော့ပလောင်လက်နက်ကန်တပုံ DNL အကြမ်းဖက်သမားတွေနဲ့ထောက်ခံအားပေးသူတွေပလောင်လက်နက်ကန်တပုံ DNL ရဲ့အသုံးချကန်ဖြစ်နေတဲ့ PDF အဖွဲ့တွေကကြန့်ရှိနေပါတော့တယ်။ဒါကြောင့် ဒီရပိုင်းဒီကြောင်းတက်ခိုက်မှုနဲ့ဖက်ကင်းကင်းဖြစ်နေတဲ့မိုးကုတ်မှာဘလောင်လက်နက်ကိုင်တပုံ TNL တွေဘလောက်တွေစစ်ရေးပြင်ဆင်မှုပြုလုပ်နေတယ်လဲဆိုတာကိုလည်းထက်ကြက်မကွာသတင်းလိုက်လံစုံလမ်းနေလျက်ရှိပါတယ်။တမလို့အနေနဲ့လည်းအကြမ်းဖက်သမားတွေရဲ့စုဖွဲ့နေရာတွေကိုနေ့စဉ်နဲ့အမျှကင်းထောက်ပြီးတိုက်ခိုက်ချင်းမွန်သွားဖို့လိုအပ်တဲ့ဆိုရဲအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်